ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ30ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာ Reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့ Louis Tourin သတင်းလေးဖတ်ပြပေးပါမယ်နော် မဆုံးသတင်းတစ်ပုဒ်ကတော့တော်လိုင်းရဲ့အောင်မြင်တဲ့အထိတိုက်ပွဲဝင်သွားကြမယ်လို့အလဲပိုင်းတိုင်းဒေသတော်လိုင်းတက်အသီးသီးကသတင်းထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့အလုံးတီတိုင်းပဲမနေ့ကတရလီကတရုတ်ရဲ့ဂျောင်းဝင်ဆော့ဖတ်မှုကြောင့်မိုးကုန်းနဲ့မိုးမွေးကနေတက်တွေဆုတ်ခွာမဲ့အကြောင်းထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက်တော်လိုင်းတက်ဒီအသီးသီးကတပြန်တက်တဲ့ဆိုသလိုသတင်းစကားပလာကြတာဖြစ်ပါတယ်နော်။အဲတော့ TNL ဘလောက်ပဲဆုတ်ဆုတ်ကျွန်တော်တော်လိုင်းတက်ဖွဲ PDF တက်ဖွဲတွေကတော့ပြန်ပြီးတော့တော်လိုင်းမယ်။မရရတဲ့တော်လိုင်းမယ်ဆိုပြီးမှထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်နော်။ ကဲနောက်ထပ်သတင်းသတင်းပုဒ်ကတော့စကိုင်းတရမအကုံသမားတွေကိုပြိမှတ်ထားပြီးစုဆောင်စစ်သားစုဆောင်နေတယ်ဆိုသတင်းမှဖြစ်ပါတယ်အဲ့တော့မန္တလေးနဲ့စကိုင်းကိုဆက်သွယ်ထားတဲ့စကိုင်းတရမလက်ကုံရပိုင်အတွင်းကုံကားသမားတွေကိုပြိမှတ်ထားပြီးစစ်သားစုဆောင်တာကြောင့်ကုံကားချုပ်ပြီးဆွဲတာကိုရှင်းထားထားတယ်လို့ရင်းမောင်းနေတာသိရပါတယ်နော်အဲ့တော့လက်ကုံခါနေတပတ်ကျော်လောက်ဆိုခင်ဗျားတို့ဘယ်တော့မှစကိုင်းတရပုံချုပ်မသွားနဲ့လူပြည့်အောင်အကုံဆွဲတယ်လို့တောင်းနေကြပါတယ်နော်အဲ့တော့ဒီနေရာမှာသွားပြီးမှဒီလက်ကုံခါနေရက်ဒီမှာစကိုင်းတရကိုရှောင်ကြဖို့လိုအပ်ပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကမ့်ဘလူမြို့နယ်စပယ်နတ်တာရွာပြူစောဒီစစ်စီဂိမ်းမှာစစ်သားနဲ့ပြူစောဒီများအသက်16နှစ်အရွယ်မှရွှွှွှန်းလေးကိုအုပ်စုဖွဲ့မရင်းချစ်ပြီးမိရှုတပြတ်ခဲ့တယ်လို့သိရပါဗျ။အဲတော့စကိုင်းတိုင်းကမ့်ဘလူမြို့နယ်စပယ်နတ်တာရွာပြူစောဒီစစ်စီဂိမ်းမှာစစ်သားများကအသက်16နှစ်အရွယ်မှရွှွှွှန်းလေးကိုမရင်းပြုချစ်ပြီးမိရှုတပြတ်ခဲ့ကြောင်းကမ့်ဘလူခရိုင်အမှတ်3ပြည်တဲ့တိုင်ကသတင်းထုတ်ပြန်ထားပါဗျ။အဲတော့ချမ်းမက်စကောင်စီရုံမှမူကတော့တကယ်ပဲပေါ့နော်တကယ်ပဲတီးခတ်နိုင်စရာမရှိတော့ပါဘူးနော်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့အချင်းသားနဲ့အာဆီယံကိုယ်စားလှယ်တွေ့ဆုံဖို့ခွင့်ပြုချက် ခွင့်ပြုခြင်းမှာခွင့်ပြုမယ်ပြည်တွင်းရေးဝန်မစွတ်ဖက်ရင်ဇော်မင်းထွန်းသတိပေးဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့မတရားဖမ်းဆီးခံထားရတဲ့လူထုခေါင်းဆောင်ဒေါ်စန်းစုကြည်နဲ့တမရဦးမြင့်တို့ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ပဲရာဇဝတ်အကျဉ်းသားဖြစ်အာဏာသိမ်းစစ်တပ်ကခေါင်းစဉ်တက်လေရှိပြီးအာဆီယံအထူးကိုယ်စားလှယ်နဲ့အကျဉ်းသားတွေကိုတွေ့ဆုံခွင့်ပေးမပေးဆိုတာသူတို့သဘောထားဖြစ်တယ်လို့စစ်တပ်ကပြောခွင့်ရဇော်မင်းထွန်းကပြောဆိုလို့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့အာဆီယံကသူတို့ကိုမဖိတ်တာနဲ့တော်တော်လေးကိုသူတို့ကလောင်နေကြတာဖြစ်ပါတယ်နော်အဲ့တော့အာဆီယံကအခုသတင်းထုတ်ပြန်တယ်ဒီအာအကျဉ်းသားတွေနဲ့ပေါ့နော်အထူးသဖြင့်ဒေါ်စန်းစုကြည်နဲ့ဦးမြင့်တို့နဲ့တွေ့ခွင့်ပေး းပြီးမှပဲဒီကိစ္စတွေကိုဆွေးနွေးမယ်လို့ပြောတဲ့အခါမှာဒီကောင်တွေကလည်းပြန်ပြီးတော့ဒီ ASEAN ကိုဒါတွေ့ကြုံပေးခြင်းမပေးခြင်းသူတို့သူတို့ရဲ့သဘောထားဖြစ်ပါတယ်ဆိုပြီးမှပြန်လည်းထုတ်ပြန်တာဖြစ်ပါတယ်နော်အဲ့တော့ဘယ်လိုပဲပြောပြောဒီကောင်ရုပ်မှရိုက်သည့်ရိုင်းဆိုင်တဲ့ကောင်တွေကတော့အခုချိန်မှာဆိုရင်အမေစုကိုဖမ်းထားပြီးတော့ပြန်မလို့သေးပါတော့ ASEAN ကအခုလိုပြောရတာမှရည်ရည်သည်သည်ပြန်ပြောတဲ့အနေအထားဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့မိုးကုတ်မြို့မှာ TLA တွေစုတ်ခွာပေးရတဲ့တိုင်အောင်တွန်းဆုတ်ကြောက်ရွံ့ခြင်းပဲအလေးမရှိပဲ Champions League ကိုဆက်လက်တိုက်ပွဲဖို့မယ်လို့မိုးကုတ်ဗျူဟာကသတိပေးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့နော်အဲ့တော့ပြန်ပြီးတော့နားထောင်ကြည့်မယ်ဆိုရင်ဒီ TLA နောက်ဆုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ online တစ်ဖွဲ့က သတင်းတွေကိုအဆက်မပြတ်ထုတ်လွှင့်နေတာပေါ့နော်ပြည်သူတွေသိအောင်လို့ဒါတွေကပြည်သူတွေစိတ်နဲ့ကြမှာဆိုလို့ပေါ့နော်ဒါပြီးတော့သတင်းမားတွေကိုလက်ခံရရှိမှာဆိုလို့ TNL တွေဘလောက်ပဲနှောက်ဆုတ်ဆုတ်တော်လိုင်းတပ်ဖွဲ့တွေကလည်းရအောင်ခုခံကာကွယ်မယ်ဆိုပြီးမှသတင်းတွေဆက်တပြည့်ပြတ်ထုတ်ပြန်နေတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့ပြည်သူတွေအားတင်းထားပါနော်ဒီကိစ္စကတော့ TNL တွေကိစ္စကတော့ဒါကတော့တရုတ်ကြီးရဲ့ဂျာဝင်နှောက်ရှက်မှုကြောင့်ဆိုတာတော့သိကြတယ်အဲ့တော့ဂျာထဲမှာလည်းတော်လိုင်းတပ်ဖွဲ့တွေကဒီ TNL တွေအာဒီမကာကွယ်ဘူးဆိုတော့မှသူတို့ကာကွယ်မယ်ဆိုပြီးမှအာမခံပေးနေတာဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းဒိုးကြီးမြို့နယ်ကန်ကြီးရွာနယ်အထိုင်ကျတပ်ဆွဲထားသောစစ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား9កောင်မြေရောစာဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲဒါမန်လေးတိုင်းဒိုးကြီးမြို့နယ်ကန်ကြီးရွာနယ်အထိုင်ကျတပ်ဆွဲထားတဲ့အချမ်းပတ်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား9កောင်မြေရောစာဖြစ်ခဲ့ကြောင်းမြင်းချန်ခင်အမှတ်1တရင်မှသတင်းပေးပို့ထားလို့သိရပါတယ်။အဲဒီကန်ကန်ရွာကြီးရွာမှာစစ်ခွေးအင်အားကခမန်းကြီး90ဝန်းကျင်လောက်ရှိတယ်တဲ့။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်ခွေးအလောင်းတွေနဲ့ဒဏ်ရာရတဲ့ကောင်တွေကိုကားတွေနဲ့မြို့တွေကိုတင်ဆောက်လို့သိရတယ်။စစ်ခွေးတီတာက9កောင်လောက်ရှိတယ်။ကျွန်တော်တို့ရဲဘော်တွေထိခိုက် ရှိပြန်လည်ဆက်ခေါ်နိုင်ခဲ့တယ်လို့မြင်းချိန်ခင်အမတ်တေးမှသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ Okay နောက်တဲ့သတင်းတစ်ပုဒ်ကလည်း TLA အပြည့်ရပေမဲ့ MPD ဂျာမန်စစ်ကူတပ်တွေမိုးကုတ်ကနေပြန်မဆုတ်ပဲမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတိုက်ခိုက်မယ်လို့ပြောတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်။အဲ့တော့ကြားတဲ့အတိုင်းပဲနော်ကျွန်တော်တော်လိုင်းတစ်ဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ကဇက်တိုက်သတင်းထုတ်ပြန်နေပါတယ်။ TLA တွေဘလောက်ပဲဆုတ်ဆုတ်မိုးကုတ်မိုးမိတ်ကိုရအောင်ကာကွယ်မယ်ဆိုပြီးတော့ဒီသတင်းထုတ်ပြန်နေတာဖြစ်ပါတယ်နော်။ ဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်တပ်ရဲ့ဝါရဖြန့်ခေတ်သမိုင်းကိုဒုံးဆိုင်မဲ့သူများစစ်စလန်းနဲ့တရုတ်ဆောင်များကိုဝေဖန်ရင်းပြင်းပြင်းထန်ထန်ရေးယူမယ်လို့ဇော်မင်းထွန်းကချိန်ချောက်ပြီးအမှုပညာရှင်၃ကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တရုတ်ဆောင်အမေရိကန်နေတိုမြင့်မြတ်နေဝင်ငင်းချဲမောင်ချူလီမြင့်မြတ်မို့အောင်ခိုင်ကပြောကျော်အောင်တိုနိုင်လင်းတော်လက်အပါဝင်စစ်တပ်ထောက်ခဲ့သူများကိုပြင်းပြင်းထန်ထန်ဒွိမောက်ကျရဲ့စမ်းချောင်းတပိတ်စစ်ကြောင်းကနှိုးဆော်ထားတယ်လို့သိရပါတယ်။အဲ့တော့သူတို့ဘက်ကဒီလောက်တောင်မှလုံနေလေကျွန်တော်တို့တော်လိုင်းဘက်ကလည်း boycott နဲ့ social punishment လို့လို့လို့ရုံတော့မကောက်ဘူးနော်။တခြားကိစ္စတွေလည်း ီဒီချမ်ပစစ်ကောင်စီရဲ့ကိုထောက်ခံတဲ့ဒီတရုတ်ဆောင်တွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရှိတဲ့ဟာတွေပြပြတသားလို့ဖို့လို့နေပါမယ်နော်နောက်ထပ်သတင်းပုဒ်ကတော့ဝက်လက်မြို့နယ်အတွင်းသို့စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုဂျားပြတ်တိုက်ခိုက်မှုစစ်သား16ကောင်မျိုးစားဖြစ်သွားတယ်ပြီးတော့အလောင်းအချုပ်နဲ့အတူလက်နက်ခင်းရဲမျိုးတိတ်ဆိတ်ရမိတယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဂျားပြတ်တိုက်ခိုက်တာစုစုပေါင်းစစ်ခွေး16ကောင်တည်တယ်ဖြူစော်တိ17ကောင်နဲ့စစ်ခွေး4ကောင်တည်တယ်လို့သိရတယ် ခွေးလောင်းတစ်လောင်းတော့ရတယ်တရက်တစ်လက်ရတယ်စစ်ခွေးတွေဖမ်းဆီးထားတဲ့ပြည်သူ၄ဦးလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်တဲ့ကြောက်ကုန်းကြီးရွာကပြည်သူ၄ဦးပါတဲ့ရွှေဘိုခရိုင်တွင်းက PDF ပကပတွေစစ်စစ်လုံးနဲ့တိုက်ပွဲမှာဆိုရင်ပြည်သူတွေကိုထိထိရောက်ချင်းမွနိုင်ပါတယ်လို့နှွေဦးတော်လိုင်းအင်အားစုတွေကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့မှာတော့ဗောနော်သတင်းပြီးတော့အများကြီးမဟုတ်ပဲနဲ့ဒီကိုစီတုံးသက်ထားတဲ့သတင်းကိုပဲကျွန်တော်နားထောင်ကြည့်အောင်နော်အဲ့ဒီမှာဆိုရင် NLD ကထုတ်ပေးထားတဲ့ DOS စန္ဒာမင်းနဲ့ပတ်သက်ပြီးတော့ဗောနော်တုံးသက်ထားတာလေးကျွန်တော်နားထောင်ကြည့်လာနော် မင်္ဂလာပါကျွန်တော်ဒီနေ့ reaction လုပ်ချင်တဲ့ဗီဒီယိုဖိုင်ကတော့စန္နာမင်းပါတော်တော်တက်ခေါ်စရာမထိုက်ပါဘာလို့ဆိုတော့လက်ရှိတော်လှန်ရေးမှတီတူးစန်စန္နာနဲ့စန့်ချင်ပဲအရမ်းမှရက်ပြီးတော့စစ်ခွေးတွေနဲ့သွားပေါင်းခဲ့တဲ့ NLD တွေကလွတ်တော်ကိုယ်စားလှယ်ဟောင်းပြောက်ပဲ NLD ကိုစုံကံပြီးတော့ရွေးကောက်ပွဲဝင်မယ်ဆိုပြီးတော့ဒီစစ်ခွေးတွေလှုပ်တဲ့အတုရောင်ရွေးကောက်ပွဲကိုဝင်တယ်ဆိုတဲ့ကစဉ်းစားကြည့်ဗျအဲ့တော့ NDF ပါတီနဲ့သွားဝင်တယ် အန်ဒီပါတီထဲမှာအာဘလို့သူတို့ပါတီမှာလွတ်တော်ကိုယ်စားလောက်ဘလို့ဖြစ်တာပါအစလေတွေကြွားတော့ချီပြက်ပြက်ကလေးဆိုဟောပါတီရင်ချင်းနဲ့မပြည့်စုံဆိုအန်ဒီကိုပယ်ချပလိုက်ကောအမဆောက်ချက်တွေကွဲခါမပြီးသေးဘူးတဟာကိုထပ်ပြီးတော့အခုတခါသတိပုဂ္ဂလနဲ့ရှင်ပြိုင်မယ်လို့ပြောတယ်အခုတူကိုတွားပြီးတော့ဒီတဒင်းသမားကိုတက်ထွေးနိုင်ကအင်းတော့ပြည့်ထားတွေ့ဒီနေ့မှကျွန်တော်ပုံမလင်းလင်းနဲ့ဝေဖန်တဲ့အခုရှိပါတယ်အခုနောက်ကိုတက်ထွေးနိုင်လို့ဆိုတော့ငကုန်းကကျွန်တော်တို့တွေအဲစောက်ကြည့်ပြီးတော့ နော်တူတင်တဲ့သတင်းတွေကြည့်ခဲ့ရတဲ့ပုံကိုတယောက်ပါတော်လှန်ရေးတော်လှန်ရေးဆိုတဲ့ဟာပြရရှင်ပြောရရင်တော့ဒီစစ်အာဏာရှင်ဘက်ကိုအာမပေးပဲနဲ့ဒီမိုကရေစီလမ်းကြောင်းဘက်မှာရှိတဲ့လူတယောက်လူတယောက်လူတတ်မှတ်ခဲ့တာပေါ့ဒါပေမဲ့ခုနောက်ပိုင်းမှာဒီပုံကိုတည်င်းတင်ဆက်တဲ့အရာတွေကိုကျွန်တော်သတိထားကြည့်မိတာကတစ်ဖက်အင်အားစုတွေဘက်ကတည်င်းတွေပေါ်ပြတယ်ဟုတ်တယ်ဒီဒီစစ်အာဏာရှင်တွေဘက်ကတည်င်းတွေကိုပေါ်ပြတယ်ဘာရည်ရွယ်ချက်နဲ့ဘယ်လိုပေါ်ပြလဲတော့မတည်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကြားတည်င်းသမားဆိုတာ ။ဘာဖြစ်လဲ Bemmel light ဖြစ်ကမယ်အမှန်တရားပေါ့အခြေခံမှာပေါ့။ဟုတ်တယ်မလား။ဒါလေးတော့ရှိဖို့လိုတယ်။ခုနောက်ပိုင်းမှာတွေ့ရတာတော့နည်းနည်းအစင်မပြေတာထားပါဒါကတော့ကျုံလို့ကျွန်တော်ပြောပြတယ်။ကျွန်တော်ကဟိုခုဝင်လင်းလင်းကိုတဘောထားအောင်ပြောပြတာမရှိဘူး။မုံတရားနဲ့ပြောတာမဟုတ်ဘူး။အခုဒီမှာဆန္ဒမင်းနဲ့သူနဲ့ interview ထားတဲ့ video file ရောတူရဲ့ channel ထဲမှာတွတ်ကြည့်ပါ။ကျွန်တော်အစားလေးခွင့်ရမှာအဓိကကျွန်တော်ပြပြန်တူရဲ့ Facebook မှာတင်ထားတဲ့အဲ့ဒီ interview ရဲ့အောက်မှာဆန္ဒမင်းကိုအားပေးထားတဲ့ အင်းအားတွေပေးတယ်ဆောက်ရမ်းမယ်အဲ့ဒါကိုကြွားကျင်တာဟာကျမတို့ပါတီကလည်းပါတီဆိုအင်းအားပေးနေဆိုအဲ့ဒါကိုကြွားကျင်တာချက်ကြည့်သွားတော့ညီတို့တို့တန်လေးနဲ့ဖုန်းရမှာနော်ကျမမှန်မြန်ကိုကျမချစ်တယ်ကျမမိမိကိုကျမချစ်တယ်ကျမတိုင်းပြည်ကိစ္စတွေကိုထိုင်းထဲဝင်ဆောင်ရွက်ခြင်းအဲ့ဒီလိုဆောင်ရွက်ခြင်းကျမတို့ဘယ်လိုရအောင်မှာဖြစ်ပြီလေ တော့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 ဘလို့မတားဘူးကွာမတားကြဘူးလားတားကြတယ်တားလို့ရှိတာမတားဘူးတော့โอเคโอเคတားတားတော့တော့တော့ခိုင်းရင်ဘာသူ့မှာတားသွားခြင်းကျမကိုတုံးတောက်ဝေးတာကလေကျမခြေစုတင်နေစိတ်ဆိုးကျမစိတ်ဆိုးလည်းလဲတည်နေဘလို့မဟုတ်ဘူးခမားစိတ်ဆိုးတော့တပည့်လူတွေကဘာစန္ဒမင်းတောက်ငါတို့ဝေဖန်တဲ့စိတ်ဆိုးသွားပြီလေလို့ဆိုရင်မဲ့လူတယောက်လောက်ရှိလားဟမ်တယောက်လောက်ရှိလားလုတ်ပေါ်ကင်ဖက်တည်တဲ့ရဗျာနောက်ဆုံးရှိလားမရှိဘူးထင်တယ်နော်အဲ့တော့စိတ်ဆိုးလည်းလဲတည်ပေါ့ဟုတ်ပါ သူတို့ပြောဆိုတဲ့ဟာလေဘူးဆိုင်နာထောင်ကျမကလုံစားတဲ့နိုင်ငံကြီးကမှဖုံဘူးဆိုဖုံစားတဲ့လူနိုင်ငံကြီးကမှလုံစားဘူးကမှဟိုရဘူးကျမတို့နိုင်ငံကြီးလူဆိုင်အောင်သိပါအော်နိုင်ငံကြီးတဲမှာကျမတို့ဘဝကိုနှိမ့်ညွတ်ကားတယ်နိုင်ငံကြီးတဲမှာကျမတို့ဘဝကိုပေးဆက်ပါတယ်ဒါပေမဲ့ကျမကိုကျမတို့ရဲ့ကောင်းဆောင်ဘောဆန်းစုကြည်မန်လေးဒုက္ခလာတဲ့အခုဒီကျမတို့ကောင်းဆောင်လုပ်နေသေးတယ်မတန်မရပြောရင်မကောင်းဘူး လားမိချိန်လေးတွေဖြစ်ပါတယ်ကျမတို့အနေနဲ့ကတော့အိမ်ခန့်အနေနဲ့ပါဝင်တယ်လို့အော်ကျမတို့မခံနိုင်ပါဘူးဒါကြောင့်မို့ကျမအိမ်ခန့်အနေနဲ့ပါဝင်တယ်အဲဆိုအိမ်ဖြစ်နေတယ်မပါဝင်ချင်ရနော်အိမ်ခံလိုက်အမဘောမုံမခဲ့ဒီဆိုတဲ့စက္ကလေးတစ်ခါတော့ပြပြလိုက်စောင်းပေါက်ပါအဲ့လိုစောင်းရင်းမှုကိုနားလည်ပြီးပါလို့ဒါပြောချင်တယ်လို့ပါနားမလည်နိုင်ဘူးနော်ဒါကတော့တရားကိုကြည့်စီရင်တော့ကိုတထွေးနိုင်ရဲ့ဘုရားကြည့်ပါနော်အဲ့တော့ကျွန်တော်အခု ကွန်မန်းတွေဖတ်ပြန်တယ်သူအားပေးထားတာစောင်းအားပေးထားတာအိမ်ဖြစ်အိမ်ဖြစ်ဒီမောက်အားပေးထားပါတော့ချိန်ပါအရင်ဆုံးတယောက်ကတော့ပော့သေးသေးအကြောမော်ဘူးဟဲ့တဲ့တအားကိုလုတ်ပြခြင်းနေတာမျက်နှာဘေးကိုကဘဒူပါပြောပြောဆက်ရွှီးမယုတ်နော်နောက်တယောက်ကတော့ကျမနိုင်ငံကိုချိန်ရင်ကျမလူမျိုးကျမပါတီကျမအဖွဲ့အစည်းကျမခေါင်းဆောင်ကိုလည်းချစ်တတ်ရမယ်လွတ်တော်ဟောအခုတော့ ဘဲတူတေတေငသေးမိုင်းပြီးရောပုံစံနဲ့ကြော်တူတူကြော်တူတူလောက်နိုင်တာတိုင်းပြီးမှလိုအပ်တာတူလောက်တော့ဆရာကြီးဦးဝင်းတင်လောက်နိုင်တာတစ္ဆာရှိရှိနဲ့ရှေ့ဆောင်လမ်းပြလောက်တော့ဒါမျိုးတွေဟာတိုင်းပြီးမှရှိတဲ့ပဂတိအမှန်တရားတွေပါတီတူရင်နဲ့ဘာရှိလဲဆိုတာဒါတွေကနေလိန်လို့မရဘူးညာလို့မရဘူးအမှန်ကြီးတည်တာနော်နော်မကြည့်လိုက်ဘုံကြီးပဲ လွတ်တော်တဲ့ရောက်ခဲ့ဘူးတာ RND ပါတီကတင်ပေးလိုက်တာကိုခြံပြောသွားတဲ့တစ္ဆာဖောင်းမှတပါတီမကြိုက်လို့2025မှာပြန်ရွေးတာတဲ့စစ်တပ်ကအာဏာသိမ်းတာကိုခြံပြောသွားတယ်တဲ့ဒါကတော့ရှင်းပါတယ်နော်တို့ရဲ့အစင်အတန်းတွေပေါ့ဟုတ်တယ်မလားနော်ဒီမှာကြည့်လိုက်ရေးထားတဲ့ command ဘောင်းကတပုံကြီးပဲနော် command နိုင်ဖက်လို့ရှိရင်မကုန်ရေးထားတာတစ်ခုမှအကောင်းမရှိဘူးအဲ့တော့ဒါကကိုတက်ထွင်းနိုင်ရဲ့ YouTube channel မှာလည်းတင်ထားနိုင်တယ်ဒါကတော့ကိုတထွေးနိုင်ရဲ့ကျွန်တော် Facebook စာမျက်နှာကနေကျွန်တော်ယူလာတာဖြစ်ပါတယ်အဲ့တော့ကိုတထွေးနိုင်အနေနဲ့ကလည်းနောက်ပိုင်းမှာကိုတထွေးနိုင်ကငကုံလုံးကတော့တကယ်ဘယ်လိုပြောမလဲ international တန်းဝင်တယ်ဗျာအဲဒီမိုကရေစီဘက်ဘက်တော်သားပဲဒါပေမဲ့အခုနောက်ပိုင်းမှာကြောင်းလဲသွားတယ်အခု comment တွေမှန်တယ်လို့ပဲပေါ့နော်အဲ့လိုပေါင်းမဝင်တဲ့ဟာတွေပြည်သူတို့အစိမ့်တောက်ဖြစ်မဲ့လူမျိုးတွေကိုပဲ interview လာတွေ့တယ်တကယ်ပြည်သူတို့ ဒီမိုကရေစီအမြင်တွေကျယ်ဝမယ်အမှန်တရားတွေမြင်မြင်တတ်လာအောင်လက်ခံလာအောင်မတရားတဲ့ဟာတွေပပျောက်လာအောင်မတရားလုပ်နေတဲ့လူတွေပေါ်လွင်လာအောင်ဒီတိုင်းဒီမှာမတရားမှုတွေထုံငိမ့်လာအောင်စတဲ့ပြင်ဒီရွယ်ချက်တွေနဲ့အင်တာဗျူးလုပ်တာတွေတော်တော်နဲတာတွေ့တယ်အဲ့ဒီအတွက်စိတ်မကောင်းဘူးကိုဟိုလေသာရှိခင်ခဲ့ရတဲ့လူတွေတဲကတယောက်ပေါ့နော်ဘလို့ရွယ်ချက်တွေဒါကိုလုပ်လဲတော့မတည်ဘူးအဲ့တော့ဆန္ဒမင်းကတော့အော်ဒါအခုမြင်အောင်လို့ကျွန်တော်ပြပြစ်တာဗီဒီယိုဖိုင်အခုတော့မနေ့ရှိသွားအတွက်ကျွန်တော်ဆက်မပြောတော့ဘူးအားလုံးမြင်တဲ့အတိုင်းပဲအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာပြည်သူတွေဟာ ြည်တွင်းထဲမှာရှိတဲ့ဒူတွေနဲ့တချို့တော့ဒူတွေဟာရင်ထဲကအမှန်တရားတွေကိုဘာမှပြောလို့မရလို့ချိန်မိတ်ပြီးနေရတယ်။ပဂတိရှိတရားကိုလက်ခံရဲတယ်ဆိုရင်မဲပေါင်းလာထောင်းလိုက်ဗျာ။လက်ရှိမင်းအောင်နိုင်ရစပြီးကြိုက်တဲ့စစ်ဘုံချုပ်ယူကျွန်တော်တို့ပြည်သူကကပြိုင်ပေးမယ်ကြိုက်တဲ့လူပြောဒေါ်ဆန်းစုကြည်အစ်စ်လောက်ကိုမခေါ်သေးဘူး။နော်အောက်ပိုင်းအစ်စ်တာမန်ပြည်သူတွေတည်းကပဲဝင်ရောက်ရှင်ပြိုင်ပေးမယ်။နော်နောက်ဆုံးဗျာဘယ်လောက်ထိပေးမယ်ထင်တယ်။လက်ရှိမင်းအောင်လှန်ရစပြီးတော့ ပြောမယ်နော်ကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူးနော်ဒါပေမဲ့နိုင်ငံရေးစကားတစ်ခုံးပဲကျွန်တော်ပြောချင်ပါတယ်လက်ရှိမင်းအောင်လှိုင်ကစပြီးတော့မင်းတို့စစ်တပ်မှာကြိုက်တဲ့ခေါင်းဆောင်တွေထွက်လာခဲ့ပြည်သူတွေက နိုင်ငံရေးအတိုင်းဝိုင်းနဲ့မဆက်ဆက်နဲ့ဒီတော်လှန်ရေးဘက်မှာအားပေးတဲ့ပြည်သူတွေကပဲတာမန်ပြည်သူတွေနဲ့ရှင်မယ်မဲဘုံတစ်ဘုံထောင်တယောက်တစ်ဘုံပြည်သူတွေကိုလွတ်လပ်စွာမဲပေးခွင့်ပြုတ်ရဲလာလှုပ်ရဲလာ ။ဆောက်ယူစကားလို့မပြောနဲ့။အဲ့ဆောက်ယူစကားတော့လှုပ်ရဲလားအရင်ပြော။နော်။ဒါဟိုတကယ့်ကနိုင်ငံရေးကဆိုမယ်ဆိုရင်တော့ဒါဟိုဘောင်ဝင်တဲ့စကားတော့မဟုတ်ဘူး။ဒါပေမဲ့အဲ့ဒီအလုပ်တော့လှုပ်ရဲလား။ဒေါအောင်ဆန်းစုကြည်အပါဝင် NLD တော်လှန်ရေးဘက်မှပါဝင်နေတဲ့ဒီကိုမီးကိုနိုင်တို့စတဲ့ဖြစ်သူတို့ခေါင်းဆောင်တွေမပြောနိုင်ဘူးနော်။အဲ့ဒီလူတွေကိုမတုံးဘူး။အဲ့ဒီလူတွေကိုထားပေးဦးမယ်။ထားပေးဦးမယ်။နော်။ကြောပေးတာဘယ်လောက်ကြောပေးဆိုတာမန်ရက်ထဲကပြည်သူ။နော်ဒီဘက်ကမင်းအောင်နိုင် ီဘက်ကအရက်ထက်ပြည်သူတရမဲဘုံရှင်ထောင်ပြီးတော့အဲ့တော့မင်းတို့ရဲ့လုံနေတဲ့အတုရောင်ရွေးကောက်ပွဲဆိုတော့အဲ့ဒါပဲနော်အဲ့တော့တကယ်မင်းတို့တွေရွေးကောက်ပွဲလုံရဲတယ်ဆိုရင်အဲ့လိုပဲအရင်လုံပြအောင်နော်မင်းတို့ခင်ရီပေးတယ်ခင်ရီတို့ဘာလို့အကောင်လုံးကြိုက်တဲ့လူတွေအဲ့ဘက်ကငါတို့ဘက်ကတော်လန်ပြည်သူဘက်ကပဲနော်နိုင်ငံရေးနဲ့အဆက်ဆက်မရှိထားခဲ့တဲ့လူတွေကပဲမဲဘုံထောင်ပေးမယ်ရှင်ပြန်ရဲလာနော်အဲ့ဒါပဲ အရင်ခေတ်ကစစ်သားတွေဆိုတော့ယောက်ျားရင့်မာကြီးအခုခေတ်မြန်မာစစ်တပ်ကစစ်ရေးကြောင်းထွက်တည်းဂျော်လကီးတွေကြီးပဲအဲ့ဒါပြောတာလေရင်မရှိရင်စစ်မတိုက်တတ်ဘူးနော်အဲမရောလေရင်မတော့ငှက်ကြီးပါလားဒီကောင်တွေရှုံးပြီလေရင်ကမတော့ရင်ဒီနေ့နေပြီးတော့တိတ်ငှက်ထိမမဲမမဲမလားကျွန်တော်ပြောတာမလားမမဲစစ်တပ်ထောက်ပါနဲ့ကောင်တွေဒီပြီးတော့လာချောင်းတွေကောင်တွေငါပြောတာမလားမင်းတို့ဘက်မှာလေရင်မတော့ငှက်ထိနေပြီးတော့ PDF တွေတိတ်ငှက်ထိတာမလားအဲ့မင်းတို့တွေမင်းတို့မှာတက်တိပြက်တိတူရတက်တိတို့နော် ကာယဆွမ်းအားညာနာဆွမ်းအားတွေဘာရှိလဲဟမ်အချောင်းတွေအချောင်းစားတိုင်းပြည်ရဝယ်ပြီးသားတဏှတ်နဲ့လက်နဲ့မရှိတဲ့ပြည်သူကိုလိုက်ပြစ်တဏှတ်တဏှတ်ရှင်ပြင်းပြောအကုန်ချုံးဟောရှင်မပြစ်နိုင်ဘာလို့တိုင်းပြည်ရဝယ်ထားတဲ့ငွေလေနဲ့ဘုံလိုက်ရဲတယ်မပြစ်နိုင်တော့အတူတူဟဲ့မင်းတို့တဏှတ်တိုင်းရင်ပြစ်တယ်ဆိုမပြစ်ရဘူးကြောက်လို့လေပေမာပေါ်တယ်နာချစ်ချစ်ဆက်ဆရာကြီးဖြစ်နေဖြစ်နေတာကြီးလားအဲ့တော့လောကကြီးရတခါကြရင်လေကျွန်တော်တို့ကလေဟိုတလိုင်းပေါင်းနေလူဟိုဘယ်လိုပြောမလဲဗျာရိုးရိုးအေး တဘာဝကြကြပဲတွေးတာဟိုအမှန်တရားဆိုအမှန်တရားလို့ကျင်တယ်အဲမတရားတာဆိုရင်မတရားတာဒါမျိုးပဲလက်ရှိမြန်မာပြည်မှာအဲ့လိုအဲ့လိုအဲ့လိုစိတ်ထားလို့မရဘူးဗျံမလာတယ်မဖြစ်နေတာကြည့်ဒါကြီးကိုထောက်ကမ်းတဲ့ကောင်တွေကထောက်ကမ်းဟမ်ဟိုအတူရောက်ရွေးကောက်ပွဲကိုအာလော်တဲ့ကောင်ကလော်အာနာယူကိုလှုပ်နေတာလေဒီအတူရောက်ရွေးကောက်ပွဲမှာမထွက်ရင်လက်ပြီးကြိုးကွင်းဆွတ်တော့မယ်လေမလုံပဲနဲ့နေကြည့်ပါအဲ့ဒီအခုမင်းတို့လုံမဲ့အတူရောက်ရွေးကောက်ပွဲမလုံပဲနဲ့အဲ့ဒီစစ်သက်ဆက်အုပ်ချုပ်သွားရဲ့လားမင်းကြီးကမင်းအောင်နဲ့အုပ်ချုပ်ရဲ့လား အုတ်ချုံလုံးမမရတာအုတ်ချုံသေကျေးသောသေတော့မယ်လေအမှန်ပဲအဲ့တော့ကျွန်တော်တို့ကအမှန်ကန်ပါဆိုရွေးကောက်ပွဲကပြီးဒီကနေအตาလေးကလေးကချင်းနဲ့ဒီအပြစ်တွေကိုပတ်ထွက်မှာလူတက်မှုကိုတိုင်းပြီးနဲ့ခြစ်တက်ထားတာနော်အဲ့တော့လူတယောက်နဲ့ဒါနဲ့သွားဆိုရင်သုံးကနှစ်လူတက်မှုတယ်တတိုင်းပြည်လုံးဘုံကျဲဖန်စီထုရိုက်တက်ဖြတ်ကြိုက်လိုလုံးရတယ်အဲ့အဲ့ဒါဆိုရင်ဘဘကြီးမင်းအောင်မှဖြစ်တယ်အဲ့ဒါပဲဒါလက်ရှိငါတို့နိုင်ငံမှာဖြစ်နေတဲ့ဟာပဲနော်အဲ့လိုစောက်ရှက်မရှိတဲ့ဟာတွေကတိုင်းပြည်ပေါ်တက်ပြီးလူစွာကျဲလုံနေတာ ဟိုကောသလမင်းအိမ်မဲ့16ချက်ကတကယ်မှန်တဲ့ဟာခေရောက်လာပြီကဲဒီညမှာတော့ကျမိုက်တိတ်မကောင်းတဲ့အတွက်ပြီးတော့အများကြီးကိုရေရှင်မလုပ်တော့ပါဘူးเนาะဒီလောက်ပါပဲအစားဆုံးကြည့်ပေးကြမြတ်ပြည်သူရောက်ရှိတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖက်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးနေအားလုံးပဲအားတင်းထားကြပါလို့မှာကြပါတယ်ခင်ဗျာ